အမှုဖက်ခိုင်းရရပါပြီရပါပြီခင်ဗျရပါပြီနော်အဲ့ဒီအမူအရာကအမူအရာဘာကြောင့်ဖြစ်တယ်လဲနော်အမူအရာဆိုတာခံစားချက်ရှိမှဖြစ်တယ်နော်အမူအရာဆိုတာခံစားချက်ရှိမှဖြစ်တယ်အဲ့ဒီခံစားချက်ကဘယ်ကနေစတာလဲဆိုမြင်လို့ ရှားလို့ခြိလို့သိလို့နော်ဒီနေ့တရားလာရှင်းစောတော့တင်ကားလေးဖွင့်လာတယ်။အာဘလိုလေးခံစားရလဲ။ကိုကကိုလေးလည်းဆက်ဆက်ဆရာလုပ်ခဲ့တယ်။ဘာတိုက်ပုံမှန်လည်းပြီးခဲ့တယ်။ဒါလေးကတော့ဟိုဒီလာတက်တဲ့သင်္นานသင်္นานသားတွေအတွက်တရတအားပေါ့လေ။ဟိုဝိုင်းဝဲပံ့ပိုးပြီးတော့ဟိုတင်ပေးရတဲ့အတွက်ဝင်းလဲတာလည်းဂုံလဲယူပါတယ်။သူတို့ကလေးတွေလည်းတကယ်ကိုတရုပ်ဆောင်ကောင်း ြစ်အောင်လို့လည်းသင်ပေးဖို့ရည်ရထားပါတယ်ကျွန်တော်တက်တန်းတောက်လျှောက်မှာတော့ဒီဟာနည်းနည်းစနစ်ပိုကြတယ်ပေါ့အရင်တော့ရင်တော့ရုပ်ရှင်စီယုံကဖွင့်တဲ့သင်တန်းတွေဆိုရင်ဆရာတွေလက်သက်ရခေါ်တာပေါ့နော်တရားတော်ပေါ့ဒီဟာကြတော့စနစ်တကျလုတ်တာတွေ့ရအောင်အမဖွင့်ခင်မှာသင်မဲ့ဆရာတွေသူရွေးတယ်ကျွန်တော်ရကိုဟင်းစိုးရကိုထူးတာရကိုတီဟကျော်စိုးရလေးယောက်အဓိကတာဝန်ပေးတယ်ပေါ့နော်အဲ့လေးယောက်ကိုသင်ရုံးညွန်းတန်းတွေကိုဥကြည်စိုးထွန်းကနေပြီးတော့ကြိုပြီးတော့ စည်းဝေးလုပ်တယ်ဘသူကဘာသင်မဲ့အဲ့သင်တဲ့ဟာကိုကျန်တဲ့လူဝင်မနှောက်ရှက်နဲ့ပေါ့နော်အဲအဲ့လိုမျိုးတွေစနစ်တကျလုပ်တဲ့တကျဒီနှစ်သင်တန်းလေးကတော့ထူးခြားမယ်လို့ယူကြည့်ပါဟိုကိုတို့ဆိုရင်ဘလိုတွေပါစကူနဲ့ဘလိုတွေအခွင့်အကြုံတွေနဲ့အာသင်ကြားပေးသွားမယ်လို့ပြောပြအဓိကတော့ဒါအခြေခံသရုပ်ဆောင်ရှင်းတာပေါ့ ်သေုပ်ဆောင် level မှာအများကြီးရှိတယ်လေ business level ရှိတယ် advanced level ရှိတယ် master level တိရှိတယ် master တိကျွန်တော်သင်ယူညွန်းတဲ့ဆွဲထားပြီးသားပေါ့တယောက်ပါတော့မသိရဘူး advanced ဟာသင်နေပြီပေါ့ဒီမှာတော့ကျွန်တော် basic level ပဲသင်ဟုံးပါပါ basic ကတော့ standard class skill တို့ miser တို့ stellar error တို့ကျွန်တော်ကနိုင်ငံတကာရဲ့ technique တွေဒီမှာသင်ဖို့များတယ်။အကိုရင်းစိုးကကြတော့သူကင်မရာနဲ့သူကလက်တွေ့ practical ဘိုင်းကိုအဓိကဦးစားပေးသင်မှာပေါ့။ ကိုတီဟာကြော်ဆိုးကြတော့လဲအရှင်ဘိုင်းကိုအဓိကသင်လိုက်ပဲကိုထူးတာကတော့အတန်ဘိုင်းကိုအဓိကတာဝန်ယူပြီးတော့သင်မယ်ပေါ့နော်ကျွန်တော်ဒီလိုလေး subject လေးတွေခွဲထားပါတယ်ဟုတ်ကိုစိုးဘယ်လိုနည်းနဲ့လို့သင်တော့ကိုနေ့ကတော့ဟာကစူမဦးကျော်ရဲ့နေ့ဟလားဒါဆိုင်တာမဟုတ်ဘူးရဲ့နည်းတွေနဲ့ဒီလိုအဲ့ဒါလေးကဆရာတို့ရဲ့ဟို lesson စာအုပ်ကလေးကဒီဒီဆရာဦးကြည်စိုးလုံးရှိတော့မှာအဲ့ဒီ coach လေးကိုပို့ထားပါအဲ့ဒီအဲ့ဒီအတိုင်းမသွားပြီးတော့သင်သွားမှာပါ အဲ့တော့ဒီလိုခလေးတွေဒီလိုတက်ရောက်လာတယ်ဒါလည်းတက်သေးတယ်ဒီလိုလေးတွေ့ရတော့ဘယ်လိုခံစားလဲသူတို့လည်းဒရာဒါအားနဲ့လေဖြစ်စီရင်ဇောနဲ့လာကြတယ်ဆိုတော့ကိုရီးယားလည်းတတ်အောင်တော့နော်အပတ်တကူကြိုးစားပြီးနိုင်နိုင်ချို့ချို့သင်ပေးရမှာပဲလူရဲကန်ရဲအောင်သင်ပေးရမှာ ခုကြည့်ရတာလေးတွေကလေရှက်တဲ့စိတ်ကလေးတွေကများတယ်ဒီလောက်ကရှက်ချင်းကြောက်ချင်းစိုးရင်ချင်းဆိုတော့တော့ခုပယ်မှအမူအရာလုပ်လို့ရတယ် စနစ်ကလေးဆိုတော့လေဒီဟာလေးကိုတော့ဟိုဟာရှက်တာကြောက်တာဆိုရင်တာကိုတော့ကင်းအောင်တော့သင်ပေးအောင်ပါဟုတ်ဒီရှက်တာကြောက်တာဒီလိုဖြစ်နေတာကျွန်တော်ပြောဆောက်ရတော့ဘယ်လိုလဲအဟံ့တာအာအကျဉ်လို့တော့ဘယ်လိုလဲမူရလို့တော့ပြောအဓိကတော့ဟာဝါပါကျိုးစာအထုံးဖို့ပေါ့နော်အရင်တော့တက်လင့်ကောင်းတာတက်လင့်ရှိတဲ့လူကိုအဓိကထားရွေးကြတော့သေုပ်ဆောင်နေပါ ်နောက်ပိုင်းကျတော့တဲလင်အဓိကရေးမကြည့်တော့ကဘာမှာလဲဟာဝတ်ကအရေးကြီးတယ်ဒီကောင်ဘလောက်စူးစမ်းတယ်လဲစူးစမ်းအားထုတ်မှုရှိတဲ့လူကအောင်မြင်တာပဲဟာဝတ်80%ရှိတယ်နော်80%ရှိတယ်ပါမီဓာတ်ခံကောင်းတယ်သရုပ်ဆောင်ကောင်းတယ်ရုပ်ချောတယ်မစူးစမ်းဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်အဲ့တော့စူးစမ်းအားထုတ်မှုရှိအောင်တော့အားလုံးဆရာတွေကတော့ဟာဝတ်ကိုအားစိုက်ပြီးတော့သင်ကြမှာပေါ့ဟုတ် ဒီမှာဆိုရင်ဒါတင်တန်းကနေကြတော့တဲ့အာပညာတွေလည်းရှိမယ်အဲသူသူအတူယူတဲ့ဟာလေးရှိပေါ့နော်အဲသူသူသူဆိုတာရံပါတဲ့ဘလိုတွေထည့်ပေးလိုက်တာလဲဘာလို့တော့သူတို့ကိုဖြစ်စေကြောင်ကိုဆရာပြပြီးဆိုတော့ဟောသူတို့ရံပါထဲမှာတော့ခုကိုယ်တွေသင်ပေးလိုက်တဲ့ပညာပေါ့နော်ဒီထဲမှာခုနတော့ဟို item ဘိုင်းဆိုင်ရာပေါ့နော် plus item minus item response ဆိုတော့ဘာဆိုတဲ့ဟာလေးတွေကိုဒါသေုပ်ဆောင်တယောက်ကဲ့ သိထားမယ်အချက်လက်လေးတွေတည်တည်ချာချာသင်ပေးရင်တို့လည်းတက်မြောက်မယ်လို့ထင်ပါတယ်ကိုတိရင်းကတော့ကျွန်တော်ကန်ဆန်းလို့ဒီလိုပြောကြတယ်ကိုတိကတော့ဒီမှာစ조사အထုတ်မှုကဘယ်လောက်လုပ်တယ်လို့ပြောမယ်ဘယ်လောက်ဒီဒီရွတ်တွနေပုံပေါ့နော်ကျွန်တော်ဒီမှာခက်ရပြောလို့ကန်ဆိုတာအလုပ်ပဲလေကိုဘယ်လောက်조사အထုတ်တယ်လဲဆိုတာကန်ပဲဟုတ်တော့မလားကိုဘယ်လောက်ကောင်းအောင်နေတယ်လဲကိုအဲ့ဒီဘယ်လောက်ဖြူစင်တယ်လဲ ကိုဘလောက်စူးစမ်းအားထုတ်မှုရှိတယ်အဲ့ဒါကံမဲမဟုတ်ဘူးလားကာယကံဝစီကံမနောကံဟုတ်ကိုအားထုတ်မှုပေါ်မှာကိုကြိုးပြန်အသီးပွင့်ခံစားရမှာဒါသဘာဝတရားလေသဘာဝဓမ္မလေအဲ့တိုင်းပဲခလေးတွေအားထုတ်မှုရှိအောင်စူးစမ်းကျင်စိရှိအောင်အဓိကကျွန်တော်တို့ကသင်ရမှာပေါ့ဘာလဲပြည့်စုံပြောခြင်းနေလဲရှိပါဦးရှိတယ်ပါ